ကျွန်တော်ကတော့ online ကနေစီးပွားရေးလုပ်နေတာတလားကိုသိပြရရနေပါပြီလို့ပြောရင်အဲ့ဒါကဝင်ဝေးလားအမျက်လားစဉ်းစားဖို့လိုပါတယ်။အားလုံးမိသားစုစီးစီးရနေပြန်လေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့စီးပွားရေးနဲ့ marketing ပိုင်းတွေကို share ရေးလုပ်ပေးနေတဲ့အောက်ကိုဖြစ်ပါတယ်။ဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့ပစ္စည်းကိုဝယ်ပြီးတော့ရောင်းတဲ့အကြောင်းကိုပဲထပ်ပြီးတော့ဆက်ချင်ပါတယ်။ Okay ပစ္စည်းကိုဝယ်ပြီးတော့ရောင်းမယ်ဆိုရင်ကျွန်တော်တို့ပထမဦးဆုံးစဉ်းစားရမှာကနံပါတ်1လက်ကားတိုင်ကျွန်တော်တို့ရွေးချယ်လိုက်တဲ့လက်ကားတိုင်ကတာဝန်မှုတာဝန်ခံမှုရှိဖို့လိုပါတယ်ဆိုလိုချင်တာကပစ္စည်းကောင်းတာမကောင်းတာတစ်ခုခု error ပါတာဘာညာတစ်ခုခုဖြစ်လာတယ်ဆိုရင်တို့တာဝန်မှုတာဝန်ခံမှုရှိဖို့လိုတယ်နောက်တစ်ခုကလက်လီနဲ့လက်ကားနဲ့ဈေးနှုန်းအတိုင်းအတာတစ်ခုထိကွာဟားချက်ရှိဖို့လိုပါတယ်ဆိုလိုချင်တာကလက်ကားတိုင်က30ကိုလက်ကားသေးစပြီးတော့ပေးတယ် ျွန်တော်တို့ကဆယ်တဲ့ဈေးနဲ့ယူပြီးတော့ရောင်းမယ်အဲ့ဒီ okay ဒီရဲ့ကျွန်တော်ကငားတဲ့ဈေးနဲ့တော့လက်ကားသေးပေးတယ်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ကငားတဲ့လက်ကားသေးဆိုရင်ဂျူနာပြောရဲဝယ်ပြီးတော့လက်လိရောင်းမယ်လို့ကနည်းနည်းလေးတော့ကတိကသက်နိုင်သွားတယ်အဲ့ဒီအချိန်မှာတကယ်လက်ကားယူတဲ့လူနဲ့ဟိုစုပြီးဝယ်တဲ့လူနဲ့အဲ့ဂျားထဲမှာသူတို့အတိုင်းတာလေးတစ်ခုတော့ပပါလေးတော့ဟာထားဖို့လိုနေတယ်အဲ့လိုပါမဟုတ်လို့ရှိရင်ဂျားထဲကလက်လိရောင်းတဲ့လူကတိုင်ပတ်သွားလိမ့်မယ်ဒါကတပိုင်းပေါ့နော်နောက်တစ်ခုကပြီးခဲ့တဲ့အပိုင်းမှာပဲပြောခဲ့တယ်ဝင်ဝင်နဲ့အမြတ်အကြောင်းပေါ့ကျွန်တော်တို့ ီရှပ်တစ်ထည်ကို1000နဲ့အရင်ရှိတယ်1000ဝဲနဲ့စပြီးတော့ရောင်းတယ်တစ်ထည်ကို9000မြတ်တယ်ဆိုတော့အထည်100ရောင်းရလို့ရှိရင်အဲ့ဒါကျွန်တော်လေးကယ်ကူလေတာနဲ့မြောက်တယ် အထယ်တရားနဲ့တထောင်ခွက်နဲ့မျှလိုက်ရင်15သိန်းရတယ်အရင်က10သိန်းဆိုတော့ကျွန်တော်တို့က9သိန်းမြတ်တယ်ပဲထားလိုက်ဒါပေမဲ့ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲစစရောင်းတဲ့လမှာအထယ်တရားရောင်းရပါမလား group တွေပါပဲပတ်ပြီးပဲတင်တင် page မှာပဲ post တင်တင် TikTok မှာပဲဗီဒီယိုရိုက်ရိုက်စရောင်းတဲ့တလမှာအထယ်တရားရောင်းရပါမလားအထယ်တရားရောင်းပါ9သိန်းမြတ်မှာနော်ရောင်းရပါမလားအောက်ကအကိုရဲ့ကျွန်တော်တို့ကဒုက္ခစားတဲ့က boost ထိုးပြီးတော့ရောင်းမယ်โอเค boost လိုက်ပြီးじゃ boost လိုက်ရင်အထယ်တရားရောင်းရတယ်လို့ကျွန်တော်တို့သဘောထားလိုက် အထင်တရာရောင်းဖို့အတွက်ဒေါ်လာဘယ်လောက်ကိုသုံးအောင်လဲကျန်တဲ့နေ့တော်တော်တလားလုံးကြော်ညာပြီကဒေါ်လာ30လို့ခံမှန်းကြီးထားလိုက်တော့ဒေါ်လာ30ဒေါ်လာ30အတွက်ကိုရိုင်းဘူးစ်လုတ်တာကိုရိုင်းဘူးစ်လုတ်တဲ့ဆိုရင်အခုဈေးနဲ့4500လောက်ပေါက်တယ်ဘယ်လောက်လဲ3300 3300ပေါင်းလောက်ကျတယ်โอเคတကယ်လို့ကိုကဘူးစ်မလုတ်တဲ့ဘူးသူများကို service အမယ် service အမယ်ဆိုရင်9500နဲ့6500ကျပြီကျတယ်6000ကျပဲထားလိုက်63 fashion 3800လောက် ကုန်မယ်။ဒါဆိုရင်9သိန်းမြတ်တဲ့ထဲကအထည်တရားရောင်းလိုက်ရပြီ။9သိန်းမြတ်တဲ့ထဲကခုနက3သိန်း8000လို့3သိန်း3000ကျော်ကို boost ဖုန်းထုတ်လိုက်။အဲ့ဒါနှုတ်ပြီးသွားလို့ရှိရင်တခါကိုယ့်ရဲ့ internet ပေးဘုံပေးနှုတ်လိုက်။အဲ့ဒါပြီးရင်အဲ့ဒီအင်ဂျီထုတ်ကိုကျွန်တော်တို့ပါဆယ်ထုတ်တဲ့8ပါဆယ်8ဖုန်းနှုတ်လိုက်။ return ပြန်လာတယ်ဘာမှမပါသေးဘူးနော်။အဲ့ပါဆယ်ဖုန်းနှုတ်လိုက်။ဒါဆိုရင်ဘယ်လောက်ကျန်လဲ။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဝင်ငွေနဲ့အမြတ်နဲ့မတူဘူးဆိုတော့ပြောတာပါ။ကျွန်တော် အခုနကအထေတရာရောင်းရတယ်ဆိုလို့ရှိရင်15သိန်းရတယ်အဲ့ဒါကဝင်းဝေးအဲ15သိန်းတည်းကအထေတရာမိုးရဲ့အရင်ထုတ်တာဘူးဆိုးနှုတ်တာအပါစဲအိတ်ဖို့ခုနပြောတဲ့ဘာညာဘာညာနှုတ်လိုက်ပြီးကျန်တာကမှကျွန်တော်တို့ရဲ့အမြတ်โอเคအဲ့တော့ကျွန်တော်တို့ကတလောက် revenue ဝင်ငွေမဟုတ်ပါနဲ့ profit အမြတ်ဘယ်လောက်ရှာကျင်တာလဲ10သိန်းမြတ်လား15သိန်းမြတ်လား30မြတ်လားအဲ့ဒီအတွက် ဘလောက်ဘိုးရောင်းရမှမြတ်မှာဒါတော့ကျွန်တော်50% 90%ခိုင်းလို့မြတ်ထားတာတော်တော်မြတ်တယ်လို့ပြောလို့ရတယ်နော်ရှေ့ရပြီးတော့မှလည်းပြောခဲ့ပါတယ်အဲ့လောက်တည်းဘလောက်ကြာကြာအချိန်ပေးပြီးတော့ရောင်းရမှာ3လဆိုထဲတရားရောင်းရမှာအဲ့ဒါကို target တက်မှတ်ထားလို့ငါတော့3လအတွင်းမှာငါတော့5လအတွင်းမှာအထည်ဘလောက်ရရောင်းမယ်အဲ့ဒီ jazz color မှာလူအင်အားငွေအင်အားဘလို့အပေမန်းခံပြီးတော့တောင်းခံထားမယ် ဒါလေးကိုတွက်ဆောက်လို့ပေါ့အဲ့ဒါကိုမတွက်ဆောက်ဘဲနဲ့မိတ်ဆွေကိုလုံးလို့မရဘူးโอเคအဲ့တော့နောက်တစ်ပတ်မှာတော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ရောင်းတဲ့အကြောင်းကိုဆက်ပြီးတော့သွားပါမယ်ဒီအကြောင်းအလေးကမိတ်ဆွေအတွက်ကြိုးရှိရဆိုရင်အများကြီးတရားအောင် share သွားပေးလို့ရပါတယ်နောက်တစ်ပတ်မှာထပ်ပြောမယ့်အကြောင်းအလေးလေးကိုစိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုမှာ nice လို့ comment ရေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါဗျာ